ရခိုင်ပြည်မြောက်ပိုင်းမှာအကြံဖတ်လုပ်ရက်တွေကိုလှုပ်ဆောင်နေတဲ့အကြံဖတ် ARSA RSU အဖွဲ့ဟာ Muslim Ranger တော်လှန်ရေးအဖွဲ့လို့တုံ့နှံလာပါတယ်။ရခိုင်ပြည်မြောက်ပိုင်းမှာဖိပိုနေတဲ့အကြံဖတ်လုပ်ရက်တွေကိုလှုပ်ဆောင်နေတဲ့အကြံဖတ် ARSA RSU အဖွဲ့ဟာ Muslim Ranger တော်လှန်ရေးအဖွဲ့တွေထိတ်တယ်လို့ IPA အဖွဲ့ဥက္ကဋ္ဌဦးရွှေမောင်မှာသူ့ရဲ့လူမှုကွန်ရက်ကနေတက်ဆင်ထုတ်ပြောလာခဲ့ပါတယ်။ IPA အဖွဲ့ဥက္ကဋ္ဌဦးရွှေမောင်ပြောဆိုထားတာကခမရလို့ဘလို့လဲဗျာ Ranger တော်လှန်ရေးသမားတွေကိုစစ်သွေးကြွတယ်ခမရလို့ကဘာကြွတာလဲစီးကြွတာလား ။တမားတွေကိုကြတော့အစ္စလာမီအစွန်းရောက်ခမားတို့ကဘာအစွန်းရောက်လဲလူမျိုးရေးအစွန်းရောက်လားဘာသာရေးအစွန်းရောက်လားနိုင်ငံရေးစစ်ရေးမှာလူမျိုးရေးဘာသာရေးမရှိဘူးယုံကြည်ချက်နဲ့ခံယူချက်ပဲရှိတယ်လို့သူကပြောဆိုထားပါရဲ့အခုလိုပြောဆိုချက်ကိုအိုက်ပါအဖွဲ့ဥက္ကဋ္ဌဦးရွှေမောင်ကပြီးခဲ့တဲ့အောက်တိုဘာလ17ရက်နေ့ကအကြံဖတ်အဖွဲ့တွေဖြစ်တဲ့ ARSARSO ရဲ့နေဆက်ဖြတ်ချိုး BCA လုံရှားမှုအခြေအနေနဲ့ပတ်သက်ပြီးရခိုင်မျိုးထအဖွဲ့ချုပ် ULAAA က ARSARS ကို Islamic အစုံရောက်အဖွဲ့လို့တုံ့နှုံးထားတဲ့အပေါ်မှာတုံ့ပြန်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအိုက်ပါအဖွဲ့ဥက္ကရာဥရှိမောင်ဖျောက်ဆူးထားတဲ့ ARSA နဲ့ RSO အဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့လို့တတ်မှတ်ထားတာဟာကုလသမဂ္ဂအပါဝင်နိုင်ငံတကာလူ့ခွင့်အရေးအဖွဲ့တွေနဲ့နိုင်ငံတကာအစိုးရတွေအာဆီယံနိုင်ငံတွေကပါတတ်မှတ်ထားတာဖြစ်တယ်လို့ရခိုင်မှနေထိုင်နေကြတဲ့မွတ်စလင်အတိုင်းအဝင်းတွေကလည်းဒီအဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့တွေလို့တတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ ဒါအပြင်အာရိခတတ်တော်အနေနဲ့တော်လန်ရေးသမားလို့ခံယူထားတယ်ဆိုရင်လက်ရှိအကြမ်းဖက်လုပ်ရက်ဒီလုပ်နေတဲ့ ARS နဲ့ RSO အဖွဲ့တွေကိုလည်းတော်လန်ရေးအဖွဲ့လို့သတ်မှတ်ရမှာဖြစ်ပြီးတော့ဒီ ARS နဲ့ RSO အဖွဲ့တွေဟာအာရိခတတ်တော်တခုတည်းကိုတော်လန်နေတာမဟုတ်ပဲမော့စလင်ရင်ဂျာတွေအတွက်မမစစ်တပ်ကိုပါနှစ်ထပ်ကွမ်းတော်လန်နေတာဖြစ်တယ်လို့လည်းဥွှေမွန်ကဆိုထားပါသေးတယ်ရိုအမီဂန်စစ်တကောင်းသားဘင်္ဂလီ တို့ရဲ့အထူးကယဉ်မှန်းချက်များ ရိုအမေရိကန်မူရင်းစစ်တကောင်သားဘင်္ဂလီများသည်တချို့ထင်နေကြသလိုမြန်မာနိုင်ငံမှာငင်းချမ်းစွာနေထိုင်လိုကြသူတွေမဟုတ်နိုင်ငံသားဖြစ်ခွင့်နိုင်ငံသားအခွင့်အရေးနဲ့ကြည်နက်နေကြမိသူတွေမဟုတ်ဘာသာရေးလွတ်လပ်ခွင့်လည်းမဟုတ်လူအခွင့်အရေးလည်းမဟုတ်လူမျိုးကြားဘာသာကြားတွေနဲ့ငင်းချမ်းစွာအတူယဉ်သွဲနေထိုင်လိုကြသူတွေလုံးဝမဟုတ်သူတို့အဓိကလိုချင်နေတာကကြက်မြန်မာနိုင်ငံမှာအခြေခံတဲ့မူရင်းဌာနေတိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်ရည် နှင့်ဘူးတီတော်မောင်တော်ကိုပထမအဆင့်သူတို့နိုင်ငံရဲ့အဖြစ်အပိုင်စားရရှိရေး၃။ရခိုင်ပကစနှင့်အဖြစ်လုပ်သည်မြန်မာတနိုင်ငံလုံးကို အစ္စလမ်ဘာသာပြန့်ကွာလွတ်မိုးနယ်ချဲ့နိုင်ရေး၄။ဘူးတီတော်မောင်တော်ဒေသကမူရင်းဒေသခံဌာနီလူမျိုးစုများပပျောက်စီရန်ဂျီနိုဆိုက်ပြုလုပ်ရေး၅။ဘင်္ဂလားဒေ့ရှ်ကဘင်္ဂလီတွေကိုတကားမရှိဒါမရှိအလုံးအင်းနဲ့ဝင်ရောက်နေထိုင်အခြေချနိုင်ရေးတို့အကြီးအကဲချက်တည် ကြံတဲ့အကြံစီအသေးစိတ်အချက်လက်တွေလည်းများစွာရှိနေသေးသည်ဒီမှာတော့မရတော့ပါဘူးဒါရီဟာရိုအမီကန်စစ်တကောင်သားရိုလိညာဘင်္ဂလီတို့ရဲ့အဓိကကြီးမှန်းချက်တွေဖြစ်တယ်သူတို့ရဲ့အဓိကဒီကြီးမှန်းချက်တွေကိုမရမချင်းအမြဲမပြတ်အပူအရေးအနုအကြံပုံစံမျိုးစုံနဲ့တိုက်ခိုက်ကြလှုပ်ဆောင်ကြကြံစည်နေကြမိဖြစ်သည်လိုက်ရင်လိုက်တယ်လို့အခွင့်အခါတင့်ရင်တင့်တယ်လို့အချင်းအခါအချင်းနေကြည့်သည်အနှိမ့်အမြင့် အတက်အကျသွေးတိုးဆန်းတိုက်ခိုက်လာမည်ဖြစ်သည်သူတို့နှင့်အတူမြန်မာနိုင်ငံသားဖြစ်ခွင့်ရထားတဲ့ဗမာမွတ်စလင်ဘာသာရေးအစွန်းရောက်တချို့ကလည်းဘာသာလူတွေထစ်တဲ့အတွက်ပူးပေါင်းကြံစည်မှုမှာပါဝင်နေကြသည်။ဤဒီမှာသူတို့ရိုအမျိုးကန်စစ်တကောင်းသားရိုလင်ညာဘင်္ဂလီတို့ညအဓိကရည်မှန်းချက်တွေထစ်တဲ့အတွက်ရခိုင်ပြည်သားရခိုင်နှင့်ဒေသခံဌာနမျိုးနွယ်စုများအပါအဝင်မြန်မာနိုင်ငံသားတိုင်းသားလူမျိုးအလုံးကအထူးသတိထားစောင့်ကြည့်ကာကွယ်နိုင်ဖို့လိုအပ်ပါသည်။ မှတ်ချက်ဘာသာရေးကိုမပြောခြင်းပင်မဲ့သူတို့ရဲ့အဓိကရည်မှန်းချက်မှာပါဝင်နေလို့ချစ်ချင်းမုန်းခြင်းမပါပဲမရေးမဖြစ်အထဲသွင်းရေးလိုက်ရခြင်းဖြစ်သည်မြည်သည့်ဘာသာကိုမှမုန်းခြင်းမရှိဘာသာတိုင်းကကောင်းဖို့ကိုပဲလမ်းညွှန်ကြသည်ကိုယုံကြည်ထားသည် နောက်တစ်ခုက အစ္စလာမ်ဘာသာကိုကိုးကွယ်ကြလေရခိုင်ပြည်သားဌာနမျိုးနွယ်စုတွေနဲ့ယူသားမှန်ကန်ချင်းကျန်းစွာ အနေထိုင်လို့နေထိုင်နေကြတဲ့လူမျိုးရေးဘာသာရေးအစွန်းမရောက်တဲ့ဘူတီတောင်မောင်တော်ဒေသနဲ့ ရခိုင်ပြည်တော်ဝိုင်းကမွ슬လူမျိုးတွေကိုရည်ရွယ်ခြင်းလုံးဝမဟုတ်ပေ။ဖုံးပြီးမနိုင်တော့တဲ့ယော်ရီရဲ့ hidden agenda တက်ကူလာကယုံကြည်လာခံမတိုင်ခင်မှာစစ်သက်တောင်းသားတဲ့မွ슬လင်အပွဲတွေပေါင်းပြီး statement ထုတ်တယ်။အဲ့ဒီမှာနမ၅အချက်အနေနဲ့ self determination ကိုတောင်းဆိုထားတယ်။နီလာခံပြည်ကကြီးညာချက်တစ်စောင်ထုတ်ပြန်တယ်။အဲ့ဒီမှာလဲ self determination ကို highlight လို့တောင်းဆိုထားတယ်။ဒီနေရာမှာမြမနိုင်ငံသားအလုံးနားလေထားရမှာ ယောအရေးလှုပ်ရှားသူတွေရဲ့ရည်ရကြထားနေရပြန်ရင်မဟုတ်ဘူးနိုင်ငံသားအထည်ခံယူပြီး host community နဲ့ငင်းချမ်းစွာအတူရှင်တွဲနေထိုင်ခြင်းမဟုတ်ဘူးအဲ့ဒါတွေထက်ကျော်လွန်ပြီးရခိုင်မြောက်ပိုင်းမှာ Muslim Administrative Zone or Islamic Autonomous Region အနေနဲ့လိုချင်လာဒါပေမဲ့ဒါဟာသူတို့ရဲ့ရည်ရရင်းရဲ့တစိုက်တည်းထားပဲဖြစ်သေးတယ်နှင်း Comprehensive Strategy ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ဖို့အရေးကြီးဆုံးက လူဦးရေအတင်းအတင်းရှိခဲ့လူမျိုးကမျိုးဖြစ်ဖို့လိုတယ်။ဒါကြောင့်သူတို့ဟာယိုဆိုတဲ့လူမျိုးကိုမရမကဖန်တီးယူတယ်။ရခိုင်သမိုင်းကိုကပ်ပါမြန်ပြီးယိုသမိုင်းကိုဖန်တီးတယ်။တစ်ဖက်မှာ self determination အတွက်အရန်ကိုအရေးကြီးတဲ့သူတို့ဟာခိုးဝင်တယ်မဟုတ်ဘူးဆိုတဲ့ narrative ကို ပုံသွင်းယူတယ်။ဒါကြောင့်သူတို့ဟာ the first people of arakan indigenous of arakan arakan our motherland ဆိုတဲ့အတုံးတွေကိုထပ်ခါတလဲလဲတုံးယူတယ် သူတို့ရဲ့ narrative မှာ နောက်အရေးကြီးချက်တစ်ခုရှိသေးတယ်။အဲ့ဒါကသူတို့ဟာဘင်္ဂလားကကိုဝင်ဘင်္ဂလီတွေမဟုတ်ဘူးဆိုတာကိုတသက်ပြဟုဘင်္ဂလီတွေနဲ့ကွဲပြားရဲ့ယဉ်ကျေးမှုတွေကိုပုံဖော်ပြောက်တယ်။ဆိုတော့တစ်ချက်ခုနှစ်ချက်ပြက်အနေနဲ့ရခိုင်ရချိတ်တွေရခိုင်ပစိုးတွေရခိုင်ခေါင်းပေါင်းတွေကိုဝစ်စင်ပြတယ်။ရခိုင်ယူရအစားအစာတွေကိုလည်းသူတို့အစားအစာတွေပါ ဆိုပြီးပုံဖော်တယ်။ဒါဟာကဘာကြီးရဲ့အမြင်မှာသူတို့ဟာဘင်္ဂလီတွေနဲ့ကွဲပြားသူတွေအဖြစ်ပုံဖော်ပေးတယ်လို့ မတိနားမလည်သူတွေကိုရခိုင်ဝစ်စုံတွေဝစ်ပြီးဒေါင်းအပတောင်တက်ပြတယ်။ကျွန်တော်တခါရေးဘူးသလိုသူတို့ဟာဒီအရာတွေကို ပုံဖော်ဖို့ information war ကိုအသုံးပြုတယ်။တစ်ဖက်မှာမတိနားမလည်တဲ့သူတွေကိုဝေဝါးအောင်ထင်းယောင်ထင်မှားဖိအောင်လုပ်ပြီးသူတို့ရဲ့ narrative ကိုတိဆောက်တယ်။ဒီလိုနဲ့မြစ်ပေါင်းများစွာတရှိနေခဲ့တဲ့ရခိုင်တွေရဲ့တမိုင်းယဉ်ကျေးမှုနဲ့ဝီတေတကတွေကို replace lookbook စူးစမ်းတယ်။ဒီအရာတွေကို ီအရာတွေကိုဟာတော်တော်လေးကိုစိတ်ရှည်တည်ခံပြီးအချင်းယူတိဆောက်တယ်။ဆိုတော့ရခိုင်တွေအနေနဲ့နေမြေသားမက ဖြစ်တည်မှုအတွက်လည်းယုံကန်ဟာနိုင်ခြင်းရှိလာနိုင်တယ်။တဖက်မှာဒါဟာမြလာအတွက်လည်းအစ္စလာမစ်တွေရဲ့ချင်းဖြောင်းမှုထစ်လာနိုင်တယ်။၃ counter strategy ဒီအကျအသေးကြီးကိုရင်ဆိုင်ကြော်လာနိုင်ဖို့ဆိုတာလွယ်ကူလာတဲ့ကိစ္စတော့မဟုတ်ပါဘူး။တဖက်မှာ stakeholder တစ်ခုတည်းအနေနဲ့လည်းဖြည့်ရှင်းလို့ရနိုင်ခြင်းမရှိဘူး။ ဘာပဲဆိုဆို AA အနေနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းတည်ဆောင်တဲ့တယ်ဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆံရေးဆိုရွာချင်းကရခိုင်ပြည်အတွက်အကျိုးမရှိနိုင်ဘူးအဲ့ဒီအတည်းရင်ဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆံရေးအစီအမကြီးလေးတရားချင်းတွေပို့ဆိုးလာလေဖြစ်နိုင်တယ်ဆိုတော့မချစ်တော်နဲ့အောင်းကနိုင်ရမယ့်အနေထားဖြစ်တယ်နောက်တစ်ခုမြန်မာပြည်တွင်နေမွတ်စလင်တွေရဲ့စစ်မှန်တဲ့ပူးပေါင်းပါဝင်မှုကိုရယူဖို့လိုတယ်ဒါဟာရခိုင်တွေတစ်ခုတည်းချိမြောက်ခံရတာမဟုတ်ဘူးဒီအကျက်အသေးကြီးချင်းပြက်လာလေး ငင်းချမ်းစွာယဉ်တွဲနေထိုင်လိုတဲ့မွတ်စလင်တွေအထက်စိန်ခေါ်မှုကြီးဖြစ်လာနိုင်တယ်။ဆိုတော့မြန်မာနိုင်ငံသားမွတ်စလင်တွေပူးပေါင်းဖြည့်ရှင်ရမယ့်သဘောရှိတယ်။တစ်ဖက်မှာ information war ဟာသူတို့ရဲ့အဓိက strategy တစ်ခုဖြစ်တယ်။ဒါကို information war နဲ့ပဲဖြန့်ပြီး counter လုပ်လို့ရမယ်။ဒါကြောင့်ရခိုင်တွေအနေနဲ့ media ကဏ္ဍကိုအလင်းအမြန်တိုးချဲ့ဖို့လိုတယ်။ရခိုင်တွေရဲ့အတန်းသဘောထားကို global level အထိရောက်အောင်ဆောင်ရွက်နိုင်ဖို့လိုတယ်။လေမြန်မာနိုင်ငံရဲ့အခက်ယူအချက် ယိုတကြွလှုပ်ရှားသူတွေဟာရခိုင်တွေအားနည်းနေချိန်မှာကပားကောင်ဝန်တလိုမျိုးရခိုင်တွေနဲ့ထစ်တင်မှုကိုကပားလာမြောင်းတယ်။တပြက်မှာစစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံရေးဖျို့ဖယဲဖြစ်ချိန်မှာသူတို့အတွက်အချက်ကောင်းကိုတွေ့သွားတယ်။ NGO အသုံးချပြီးယို identity ကိုတိဆောက်ယူတယ်။တပြက်မှာမွတ်စလင်လက်နက်ကိုင်တွေကစစ်တပ်နဲ့ပေါင်းပြီးရခိုင်မြောက်ပိုင်းမှာနယ်မြေထိန်းချုပ်မှုရအောင်ကြံစားတယ်။ဒါပေမဲ့ဒီနှစ်ခုစလုံးရဲ့ရည်ရချက်ကတော့တစ်ခုပဲပါ။အဲ့ဒါကမြန်မာပိုင်နိုင်အသွန်မှာ autonomous islamic zone or state ဒီဆောက်ရည်ပဲ NUG ကတော့ယိုရီအတော့လလပပအသုံးတော်ခံနေတယ်ဒါပေမဲ့အကျိုးဆက်ကိုထဲသွတ်ပုံမပေါ်ဘူးစစ်တပ်ကလည်းနေပြည်တော်မှာဗလီဆောက်ခွင့်ပြုလို့ဘောမာတွေပေါက်ကွဲနေတာတွေ့ရတယ်သူတို့လည်းအကျိုးဆက်ကိုထဲသွက်စရာမလိုဘူးဆိုတော့နောက်လာမယ့်နှစ်ပေါင်း20လောက်မှာမြန်မာနိုင်ငံသားတွေကြုံတွေ့ရမယ့်အကျက်အတဲ့အသိကိုလက်မြင်နေရပြီလို့တောင်ပြောလို့ရတယ်ရဟိုက်တွေအနေနဲ့ကတော့အင်စာများများလောက်တာမှာတော်ယုံကြမယ်